ဆိုတော့အိမ်မှာအမေကဟင်းချင်ရင်ကျွန်တော်ကပကံစီပါတယ်ကျွန်တော်ချင်ရင်လည်းကျွန်တော်ကပကံစီပါတယ်ဆိုတော့အိမ်မှာစေချောင်းသားအနေနဲ့တော့တာဝန်ယူထားပါတယ်အဲ့လိုစေချောင်းသားတွေရှိရင်လည်း comment မှာရေးပေးစေချင်ပါတယ်ခင်ဗျာခံစားချက်တွေအတူတူမျှဝေကြတာပေါ့ကွာ ကျွန်တော်အလုပ်တစ်ခုလုပ်ရင်တေချာလုပ်တယ်ပေါ့နော်ဥမာမလုပ်ရင်မလုပ်ဘူးလုပ်ရင်လည်းတေချာဟိုအကောင်ဆုံးအချိန်နေတော့လုပ်တယ်ပေါ့ဥမာအာပကံစီးရင်လည်းကျွန်တော်ပကံကိုတေချာလေးစနစ်ချပြောင်းစေးရယ်ဘေးအရာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအကောင်ဆုံးနီးလန်းဆိုတာရှိတယ်ဥမာပကံစီးရင်တော့ပါဗျာဟိုပထမဆုံးဒီပကံထဲမှာရှိရယ်စားကျွန်းစားကျန်နေကျွန်တော်အရင်ပြရတယ်ပြီးအဲ့ဒါကိုရေရင်စေးချရတယ်ဘာလို့ဆိုတော့ ်ပကံထဲမှာဆီအများကြီးရှိနေရဆိုကျွန်တော် sponge မှာဆီအများကြီးပေးလိုက်နောက်ထပ်အိုးတွေပါတိုက်တယ်ဆိုရင်ဒီရဲ့ဆီတွေနဲ့အကုန်လုံးပေးသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီပကံကိုအရင်ဆုံးဆီဆင်တော့ဒီတိုင်းရင်ဆေးချရတယ်ဆေးချပြီးတော့မှကျွန်တော်တို့ဒီပကံကို sponge နဲ့ဆက်ပြန်နဲ့ကျွန်တော်ပြန်တိုက်ရတယ်ပေါ့နော်တိုက်ပြီးတော့လဲတနည်းအားစီထားရတယ်ပေါ့နော်ဥမာပကံအကြီးထားတယ်ပြီးတော့မှ အသေးလေးထားတယ်ပြီးတော့မှဇွန်းလေးထားတယ်ပေါ့နော် ဒီလိုမျိုးပဲစဉ်းစားကြဆေးလို့ရနီလန်းလေးရှိတယ်လို့အဆင်ပြေလို့ဘလို့ပဲစစ်စစ်ဆေးလို့ရနီလန်းနေလေးရှိပါတယ်ကျွန်တော်ကတခုရှိတာဘာပဲလို့လို့အကောင်းဆုံးဖြစ်ချင်တယ်ပေါ့နော်ပကံဆေးရတော့မှဒီထက်ပိုကောင်းတဲ့နီလန်းဘာရှိမလဲရှိရဆိုရင်ကျွန်တော်ကအဲ့ဒီနီလန်းကိုကျွန်တော်ကလေးလာမယ်ပြီးရင်လိုက်လုံမယ်ပေါ့နော်ဒါမျိုးအမြင်နဲ့ကျွန်တော်ကလုပ်နေရလို့ဆိုတော့အာပကံကိုအကောင်းဆုံးဆေးလို့ရနီလန်းနေသိချင်တယ်အကယ်၍ ဒီရာကြည့်နေပြည်သက်တီထဲမှာလည်းအကောင်းစီးလွန်းနေလဲနေရှိရဆိုရင်ကျွန်တော်မျှဝေခဲ့ပြီးဖို့ကျွန်တော်နေနဲ့ပြောချင်ပါတယ်။တကယ်စဉ်းစားကြည့်ရင်ကျွန်တော်နှီးစဉ်ဘဝဖြတ်တန်းနေရတဲ့အချိန်မှာပတ်စံတစ်ခုရဲ့ရှာတက်ယုံနေမှာပြီးသေးဘူးပေါ့နော်။ကျွန်တော်ကျန်တာကိုယ်ချမ်းမာရေးကိုလိုက်ဖက်တဲ့အစားအသောက်တွေကိုကျွန်တော်တို့ချက်တတ်မယ်။ကိုယ်ခန္ဓာကိုယ်လည်းအမြင်နဲ့ဟိုချမ်းမာရေးကောင်ထိမ့်သိမ်းရမယ်။ပြီးရင်ကျွန်တော်တို့အမိုက်တွေကိုဘယ်လိုပြင်မလဲ။ပိုးတဲ့အစားအသောက်တွေကိုဘယ်လိုထိမ့်သိမ်းမလဲ။ ပကံခွဲရောက်တွေကိုဘယ်လိုမျိုး organize လုပ်မလဲအသီးနှံတွေကိုကြွကြထားလို့ရအောင်ကျွန်တော်တို့ဘယ်လိုမျိုးလေးတူလောင်ထားမလဲပေါ့နော်ပြောရင်တော့အများကြီးပဲရှိတယ်ပေါ့ဒါပေမဲ့ basically လိုအပ်တဲ့ဟာတွေကိုတော့ကျွန်တော်တို့သိထားဖို့လိုအပ်တယ်ဒီအရာတွေကကျွန်တော်တို့ပတ်စံရဖို့အတွက်မလုပ်ပေးနိုင်ပေမဲ့ပတ်စံတွေထပ်မကုန်တော့ကျွန်တော်တို့အတွက် လုပ်ပေးနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါလေးတွေကဒီအချင်းချင်းတော့အရေးမကြီးဘူးလို့ထင်ရတာပေါ့နော်။ တယောက်တည်းဖြတ်တန်းရတဲ့အချိန်တွေမိသားစုမှာကိုကဥဆောင်ရတဲ့အချိန်မျိုးတွေမှာဆိုရင်ဒါတွေကအင်မတန်ရေးတည့်ရဲ့အရေးချင်းတွေလို့ကျွန်တော်ထင်ပါတယ်။တန့်ရှင်းတည့်ရမှုကလူတယောက်ရဲ့ကျန်းမာရေးအပေါ်မှာအများကြီးအကျိုးတရားမှုရှိရပါတော့။ပကံခွဲရောက်တွေကိုလည်းတန်တန်ရှင်းရှင်းထားတာပြင်စားတောက်တွေကိုလည်းတန်တန်ရှင်းရှင်းချက်တာမျိုးပြင်စားတောက်တွေကိုလည်းတန်တန်ရှင်းရှင်းလေးရေခဲတက်တာထဲမှာတူလောင်ထားတာမျိုးဒီလိုအသိပညာလေးတွေကျွန်တော်များဝေခြင်းပါတယ်။ အခုဆိုရင် basically တောင်းလင်းနောက်ပိုင်းမှာကျွန်တော် lifestyle ရအကုန်လုံးပြောင်းလဲသွားတယ်။ materials တွေပုံမှာမြင်တဲ့အမြင်တွေလူတွေပုံမှာမြင်တဲ့အမြင်တွေအခြေအနေပုံမှာသုံးသက်တဲ့အမြင်တွေကမတူတော့မြင်တဲ့ perspective တွေကမတူတော့သလိုပို့ပြီးတော့အမြင်ကျေလာတယ်ပို့ပြီးတော့လည်း deep ဖြစ်လာတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါကြောင့်မို့အခုပကံစီတဲ့ကိစ္စအရောမှာကျွန်တော်အခုလိုပြောနေရအရှိန်ဖြစ်သွားရပါတော့။တကယ်တော့လူ့ဘဝကိုရအရန်ကန်ကောင်းတယ်လို့ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ပထမချက်ကျွန်တော်တို့ကရွေးချယ်ခွင့်ရှိတယ်။ကျွန်တော်တို့အားလုံးမှာကျွန်တော်တို့ရွေးချယ်ပြီးတော့လုပ်ခွင့်ရှိတယ်။ကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ပိုင်တယ်။ကျွန်တော်တို့ကိုယ်တိုင်ခံစားနေရတာတွေကိုကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ပြောရရင်တော့ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးခွင့်ရှိတယ်ပေါ့နော်။ပြီးလာတဲ့ circumstances တွေကတော့တို့လိုလိုရှိနေမှာပဲ။ဒါပေမဲ့ပြီးလာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ရွေးချယ်ပိုင်ခွင့်ရှိတယ်။အခုလိုမျိုးပေါ့ဗျာ။ မတရားမှုနဲ့တရားမှုမှာကျွန်တော်တရားတဲ့ဘက်ကိုရွေးချယ်တယ်။အဲ့တော့ကျွန်တော်ရွေးချယ်လိုက်တဲ့လမ်းကြောင်းမှာဖြစ်ပေါ်လာတဲ့အကျိုးနဲ့အကြောင်းမှာဒီ consequences တွေရှိရဲ့အဲ့ consequences တွေကိုကျွန်တော်အခုရင်ဆိုင်နေရွေးချယ်မှုတိုင်းမှာ consequences တွေရှိရဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်လုပ်နေတဲ့အရာတွေကိုဘယ်တော့မှကျွန်တော်ရပ်မှာမဟုတ်ဘူး။ဘလောက်ပဲခက်ခဲခက်ခဲကျွန်တော်အနေနဲ့ဆက်ပြီးတော့ရှောက်ပေါင်းมาဖြစ်ပါတယ်။ဒီတစ်ခေါက်ကရင်နေခီးစဉ်မှာလဲကျွန်တော်အတွက် mind blowing experiences တွေအများကြီးရခဲ့ပါတယ်။ကျမ်းမာရေးပညာရေးနဲ့ရှေ့တန်းမှာတိုက်နေရေးပေါ်တွေအားလုံးကိုကျွန်တော်ကိုယ်တိုင် မြင်တွေ့ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေအများကြီးရှိပါတယ်။ကိုယ်တိုင်ကလည်း air strike ကိုကြောက်ပြီးတော့ဘုံကိုကျင်းတဲ့ကိုဝင်ပုန်းခဲ့ရတဲ့အဖြစ်အပျက်တွေလည်းကျွန်တော်အများကြီးကြုံခဲ့ရတယ်ပေါ့နော်။အဲ့တော့ဒီခီးစဉ်ကကျွန်တော်အတွက်တချို့ပြည်သူတွေ ခံစားနေရတဲ့ခံစားချက်တွေကိုကျွန်တော်ထိတွေ့ခံစားခွင့်ရခဲ့တယ် ကျွန်တော်အတွက်ကိုချင်းစာစိတ်တွေပို့ပြီးတော့ကြီးထွားလာပဲပြောအောင်မှာပေါ့လူငယ်တွေကတိုင်းပြည်ရဲ့အနာဂတ်တွေပြလူငယ်တွေရဲ့အနာဂတ်ကလည်းတိုင်းပြည်ပေါ်မှာမူတည်ရဲ့အဲ့တော့လူငယ်တွေရဲ့အနာဂတ်လာပဖို့တိုင်းပြည်ရဲ့အနာဂတ်ကောင်းဖို့ကျွန်တော်တို့ဘာတွေလုပ်နိုင်မယ်လို့ထင်လဲကျွန်တော်အနေနဲ့ရိုးတန်းစဉ်းစားမယ်ဆိုရင်ပညာရေးကိုအားစိုက်ဖို့လိုအပ်တယ်လို့ကျွန်တော်ထင်ပါတယ်တစ်ဖက်မှာလည်းကျမ်းမာရေးကအရန်ကိုအရေးကြီးနေပြန်ရော ကျမရင်မကောင်းရင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်အဲအကြောင်းကျမရင်ရဲ့ပညာရေးကိုကျွန်တော်အနေနဲ့ဦးစားပေးပြီးတော့လုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ကျွန်တော်မှအတွေးလေးတစ်ခုရှိတယ်အဲ့ဒါကိုဘလောက်ပဲတော်နေတော်နေကိုမှပတ်စံဘလောက်ပဲရှိရှိ အများအကျိုးအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဆိုရင်ရခဲ့တဲ့လူဘဝရဲ့ရည်ရွယ်ချက်လူဖြစ်ရခြင်းအနှက်အထိပ္ပယ်ကိုကျွန်တော်တို့တွေဘယ်တော့မှသိဝင်ရမှာမဟုတ်ဘူးကဘာအောင်မှာနှစ်ပေါင်းရာချီး နာမည်ကြီးနေတဲ့လူတွေကအများအကျိုးတည်ပိုးခဲ့တဲ့လူတွေပဲဖြစ်ပါတယ်သူတို့တွေကတကယ်ပဲလူဘဝရဲ့အသေးပေတွေကိုရှာတွေ့သွားကြတာလား